ရိသတ်များအားလုံးမင်္ဂလာခင်ဗျာဒီညမှာတော့ကျွန်တော်တို့ရဲ့မာနိုင်ကုစားပြုကလပ် SB အသင်းဟာအမျိုးသမီးအာဆာချန်ပီယံလိအုပ်စုဖွဲ့ပွဲကိုရှင်ပြန်ကစားခဲ့ပါတယ်ခင်ဗျာဒီပွဲစဉ်မှာတောင်ကိုရီးယားကလပ်ဆူဝမ်အသင်းကမာနိုင်ကုစားပြု SB ကလပ်အသင်းကို၅ဟုတ်ဂိုးမရှိစေရလနဲ့အနိုင်ယူသွားခဲ့ပါတယ် SB အမျိုးသမီးကလပ်အသင်းဟာအငါခေါ်ထားတဲ့ကစားသမား9ယောက်အထိဝတ်ရလူစင်းမှာခဲသွင်းအသုံးပြုခဲ့တယ်နောက်ထပ်တဲ့ဝင်နဲ့မြန်နိုးခင်တို့ကိုတော့အရင်စင်းမှာထားခဲ့တယ်ခင်ဗျာဒီပွဲမှာ ် SB အနေနဲ့ဂိုးသမားကောင်းလို့သာဂိုးပေးတတ်တာခဲ့တာပါမဟုတ်ရင်ဂိုးတွေဓာတ်ထောင်ပေးရဖို့ရှိပါတယ်ခင်ဗျတောင်ကိုရီးယားကလပ်စူဝမ်အမျိုးသမီးတင်ဟာ SB မြို့မီကလပ်တင်ကိုငါးဂိုးဂိုးမရှိစေရလနဲ့အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်စူဝမ်တင်ဟာအဖက်ဖက်ကသာလုံးမှုရှိပါတယ်ခင်ဗျအထူးဖြင့်တဲကန်ဘောတွေတော်တော်ကောင်းပါတယ်ပွဲအစမှာတွင်စူဝမ်တင်ကန်နေလိုက်တဲ့တောင်ကန်ဘောဟာ rainbow ကုတ်ပုံစံနဲ့မြန်မာဂိုးပေါက်ထဲကိုထိုးစင်းမိကြလာတာခင်ဗျ အဲ့ဒါကိုဂိုးပေါက်နဲ့အနိကမှာရှိတဲ့စူပန်ကစားသမားခေါင်းတိုက်တာဂိုးတိုင်ထိပြီးတော့ထောက်သွားလို့ကြောင်းတာ SB အတင်းကစောစီစီဂုံးပေးလိုက်ရတာဖြစ်ပါတယ် SB ကလပ်အတင်းကပထမအိမ်မှာတော့ခန်းစစ်ကစားပုံလေးတော်တော်ကိုကြစ်လစ်ခဲ့တယ်အစင်းစင်းဖြတ်ထုတ်တဲ့ပုံစံနဲ့အကောင်းမွန်ဆုံးစွမ်းဆောင်ရည်ပြက်ကိုထုတ်ဖို့ပြသနိုင်ခဲ့ပါတယ်ဒါကြောင့်လဲပြန်ဘက်ကလပ်အတင်းဖြစ်တဲ့စူပန်ဟာအဖွင့်ကိုရဖို့အတွက်ပထမပိုင်းပွဲချိန်ပြီးဆုံးခါနီးထိစောင့်လိုက်ရပါတယ်ပထမပိုင်းပွဲကစားချိန်ပြီးဆုံးခါနီးမှာတော့ ဝင်းလေတော့ကနေရတဲ့ပြစ်တံဘောကိုတင်ကန်ပေးလိုက်တယ်။အဲ့တင်ကန်ပေးလိုက်တဲ့ဘောလုံးကိုစူပန်ကစားသမားတယောက်ကကန်တယ်။အဲ့ဒါကို SB ကလတ်တင်ကိုသမားပို့ထုတ်လိုက်တဲ့အချိန်မှာတော့မှရှိနေကစားသမားကအလိုက်တင်ပိတ်သွင်းပြီးတော့ကိုသွင်းသွားခဲ့တာဖြစ်ပါတယ်ခမညဒီကိုပေးလိုက်ရပြီတဲ့အချိန်မှာ SB ကလတ်တင်ရဲ့တာဝန်ရှိသူတွေကဒိုင်လူကြီးတွေကိုဇော်ကတက်တာရှိခဲ့လို့ဒိုင်လူကြီးတွေလာရောက်ဖြည့်ရှင်းထောင်းချလိုက်ရပါသေးတယ်ဒုတိယပိုင်းကစားတဲ့အချိန်မှာတော့ SB ကလတ်တင်ကကစားထိုးကြသွားတယ် ပြီးတော့ကစားပုံလည်းပြတ်သွားခဲ့တယ်ခင်ဗျာပထမပိုင်းကမကောင်းတော့ဘူးဒုတိယပိုင်း6လုံးမှာ SB Club အသင်းကခန်းစစ်စုံထဲမှာပဲအချိန်ကုန်သွားခဲ့ရတယ်စူဝါအသင်းကစိတ်ကြိုက်ဆိုသလိုဝင်းတဝက်ကျော်စိုးမိုးပြီးတော့ကစားသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်လည်းဒုတိယပိုင်းမှာစူဝါကနောက်ထပ်လေးကိုထပ်သွင်းသွားခဲ့တာဖြစ်ပါတယ်ဘာပြောအခု SB Club အသင်းမှာမြန်မာနိုင်ငံကိုစားပြုကစားသမားတွေအများကြီးပါနေတယ်မြန်မာလက်ရွေးစင်အသင်းကိုစားပြုကစားသမားတွေပေါ့လေ ဒီပွဲစဉ်တွေဟာစီးကိန်းပြိုင်ပွဲမှာမြမလက်ရွေးစဉ်အမျိုးသမီးကစားသမားတွေအတွက်တော့အတွေ့အကြုံကောင်းတွေအများကြီးရရှိစေပါလိမ့်မယ်ခင်ဗျရှေ့လာမယ့်ပွဲစဉ်နှစ်ပွဲမှာတော့အခုထပ်ပိုကောင်းတဲ့ဆန်းဆောင်ကြီးတွေကို SB မြို့ပြကလပ်တင်းနေနဲ့ထုတ်ပေါ်ပြသနိုင်ပါစေလို့ဒီနေ့ကနေဆန္ဒပြုလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးအကျေးဇူးတင်ရှိပါရခင်ဗျာ